အရင်ကအေဂျင့်လုပ်ခဲ့ဘူးတာကိုကာတွန်းရေးမိလို့ငါးပါးမောက်တဲ့အထူးအေဂျင့်ဇလန်းရဲ့အစာမှာငငယ်လေးကဗကြီးဝသနာပါတဲ့ကောင်လေးတယောက်ကသူ့မိဘနှစ်ပါးနဲ့ခီးထွက်ရင်တစ်ဖက်ကထရက်ကာနဲ့တိုက်မိပြီးမိဘနှစ်ပါးလုံးဆုံးမသွားခဲ့ရပါတယ်။ကင်ဘုံကျွန်းဆိုတဲ့ကောင်လေးဟာမိဘနှစ်ပါးနဲ့အတူကားမတော်မဆမှုမှာပါဝင်ခဲ့ပေမဲ့သူတယောက်တည်းတက်ရှင်ကြံ့ရခဲ့တဲ့ထူးခြားတဲ့ကလေးတယောက်ပါ။ဒီလိုထူးခြားမှုတွေကြောင့်တနေ့တော့နိုင်ငံရဲ့လှုပ်ဝက်လှုပ်ချန်သူအေဂျင့်တွေမျိုးထုတ်ပေးတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ကကင်မုံကျွန်ကိုမိဘမက်ကီယာကနေခေါ်ဆောင်သွားခဲ့ပါဗျ။ ဒီလိုခေါ်ခဲ့တဲ့နေရာမှာမင်းအိမ်မကပါလဲမင်းဖေလို့တိုင်ကွန်ဒိုသမားဖြစ်ချင်လားလို့အေဂျင့်ကပြီးတော့ကျွန်တော်ကပကြီးပဲဆွဲချင်တာလို့ကောင်းလေးကပြန်ဖြေခဲ့ပါတယ်ဒီလိုကနေကင်မွန်ဂျွန်တယောက်အေဂျင့်ဂျွန်ဖြစ်တဲ့လုံချန်သူအဖွဲ့ရဲ့ ace တယောက်ဖြစ်လာခဲ့ပါတယ် ace ဆိုတဲ့အတိုင်းအရန်ကိုတူးကြုံပြီးအဖွဲ့ရဲ့နံပါတ်1လုံချန်သူဖြစ်လာပါတယ်လုံချန်နေဆိုပေမဲ့သူတို့ကတောင်ကိုရီးယားရဲ့အစိုးရတရားဝင်အဖွဲ့စီပါနောက်ပြီးလူသိမခံတဲ့အဖွဲ့စီလည်းဖြစ်ပါတယ်အေဂျင့်လုံနေပေမဲ့သူဝါသနာပါတဲ့ပကြီးကိုလည်းအချိန်အတိုင်းဆွဲပါတယ် တနေ့တော့ပြန်ပေးမှုအကြံဖတ်မှုပေါင်း38ခုထိလှူထားတဲ့ဂျေဆွန်လီကိုဖမ်းဖို့အထက်ကအမိန့်ကြလာပါတယ်ဂျေဆွန်လီကိုမဖမ်းမိသေးပေမဲ့ဟန်မြက်မှာဘုံထောင်ခဲ့တဲ့ဂျေဆွန်လီရဲ့ညီကိုအေဂျင့်ဂျွန်ကဖမ်းနိုင်ခဲ့ပါတယ်ဒါကြောင့်သူတို့ရဲ့နောက်ထပ်တာဝန်ကဂျွန်စင်ကိုဖမ်းဖို့ပါပဲဒါပေမဲ့အချိန်ကျလာတဲ့အခါမှာတော့အေဂျင့်အလုပ်ကိုညီဝင်လာတဲ့ဂျွန်ကအဲ့လောကကနေထွက်ချင်ပေမဲ့ဒီမှာကသေးတဲ့အထိထွက်မရပါဘူးအားလိုက်ရမှာစေအေးလေပကြီးဆွဲနေတဲ့ agent Johnsy အလောက်ကဖုန်းဝင်လာလို့စိတ်ပြတ်ခဲ့ပါတယ် ခြေစွမ်းရည်ညီကိုဖမ်းပြီးတိကျနာရီမေးဖို့နှိပ်စက်ထားတာပါဒီဖွဲကနည်းနည်းတော့ပြတ်သားပါတယ်လှုပ်တယ်ကိုင်းတယ်တတ်ပါတယ်ဒါကြောင့်လည်းလူသိမခံတဲ့တရားဝင်အဖွဲဖြစ်နေတာပါခေါင်းဆောင်ကသူစစ်မေးထားတာဂျေဆွန်ရဲ့တင်နေရကိုသိရပြီလို့အေဂျင့်ဂျုံကပြောပါတယ်သူတို့ဒိုင်းကအဖွဲတနည်းအားဖြင့်အသေးခံတပ်သားအဖွဲတွေကိုချော်လေးဆိုတဲ့ကောင်လေးအစ်စ်ထပ်ရောက်လာပါတယ်ဒီကောင်လေးကအေဂျင့်ဂျုံကသူ့ရဲ့ idol လို့မိတ်ဆက်ပါတယ်သူကအေဂျင့်ဂျုံလို့ဖြစ်ချင်တာလို့ပြောပေမဲ့အေဂျင့်ဂျုံကတော့သဘောမကျပါဘူးငါတို့ကရွေးချယ်ဝင်မရှိတဲ့ဘဝပါခွာလို့ပဲပြန်ပြေးခဲ့ပါတယ် ဒီချိန်လျှက်စစ်နဲ့ short တိုက်ပြီးနှိပ်စက်ထားတာလက်လွန်သွားလို့ဂျေဆွန်ရဲ့ညီကတည်သွားပါတယ်ဒါကြောင့်လေးကျင်ကြီးခေါင်းဆောင်ကမရှင်စဖို့အချက်ပြလိုက်ပါတယ်ဒီလိုနဲ့ agent ဂျွန်တို့ဂျေဆွန်ကိုဖမ်းဖို့ထွက်ခဲ့ကြပါတယ်မရှင်မစခင်3မိနစ်အလိုမှာတော့ပုံစံပြတဲ့ agent ဂျွန်က "तू ဘာလုပ်ချင်လဲ"ဆိုတာကိုဆုံးဖြတ်ချက်ချပြီးဒီဖွဲ့ကတေးမပဲထွက်ရမှာမလို့တေးဖို့ဆုံးဖြတ်ခဲ့ပါတယ်မွန်နိုင်ကြောင်လေးရင်မောင်းအပ်ခတ်လို့အစည်းအဝေးပြောင်းမလားလို့အေဂျင့်ဂျုံကိုမေးပေမဲ့အေဂျင့်ဂျုံကဒီအချိန်မှာအစည်းအဝေးပြောင်းလို့မရဘူးအစည်းအဝေးတိုင်းဆက်လုပ်ဆိုပြီ တကယ်လို့သူသေးသွားရင်ဒီပုံကိုနာရေးပုံလုပ်လိုက်ဆိုပြီးသူ့ပုံလူဆွဲရတာကိုပေးလိုက်ပါတယ်ပြောပြောဆိုဆိုနဲ့ husky ပေါ်ကခုံချလိုက်ပါတယ်အေဂျင့်ဂျွန်ကြောင့်လေဒီမပွင့်ချင်အောင်ဆောင်းပြီးပင်လယ်ခုံချလိုက်ပါတယ်ဒီလိုနဲ့ပဲအဖွဲကသူ့ကိုသေးပြီးဆိုပြီးတတ်မှတ်လိုက်ပါတယ်တကယ်တော့အေဂျင့်ဂျွန်ကလှည့်စားခဲ့ပြီးသူ့လိုချင်တဲ့ကာတွန်းရေးဆရာတယောက်ဘွားနဲ့ဇက်မြုပ်ပြီးနေနေခဲ့တာပါကိုရောင်ဖြောက်ပြီးဂင်ဆူရောင်အဖြစ်နဲ့သူဝါသာပါတဲ့ကာတွန်းတွေရေးဆွဲရင်မိသားစုဘဝလေးတစ်ခုထူထောင်ခဲ့ပါတယ်အချိန်ကတော့15နှစ်အောင်ကြာသွားပါပြီ ကာတွန်းရေးဆွဲတာတော်ပေမဲ့ဇလန်အချိတ်ဆက်စဉ်းစားပုံညံ့တာကြောင့်သူ့ကာတွန်းတွေမအောင်မြင်ခဲ့ပါဘူး။မိမကအိမ်ရဲ့အထီးကစီးပွားရှာသူဖြစ်နေပြီးသူ့ကာတွန်းတွေကမအောင်မြင်လို့မိမကိုအားနာတာကြောင့်မိမမသိအောင်အချိန်ပိုင်းပြန်လည်လုပ်ကိုဝင်လုပ်ပါရတယ်။သမီးလေးကတော့ rap ပြောရတာကိုဝါသနာပါတဲ့ကောင်မလေးတယောက်ပါ။ကာတွန်းတင်ပြီးတိုင်းမှာအများရန် comment တွေဝင်ဖက်လေးရှိပြီးတွေ့ရသမျှက bad comment တွေကြီးပါပဲ။တချို့ဆိုကာတွန်းလောကကနေထွက်သွားအမိုက်တောင်မှပြန်သုံးလို့ရအောင်မယ်ဆိုရယ်စူးစူးရွားကွန်မန့်တွေအထိပါရေးသားကြတာကြောင့်သူလည်းတခြားတယောက်အနေနဲ့ကွန်မန့်ဝင်ရေးရင်းကလည်း ကာတွင်းရေးဆရာဝင်းရေးမန်းတည်သွားလို့ပြန်ထွက်ပြေးရပြန်ပါတယ်။တမီးလို့သူခင်ခါရောင်းကအမြဲတမ်းတစ်ချက်တက်ပြီးရှောက်သွားနေတာကြောင့်စိတ်ပူနေရပေမဲ့သူ့စလိတ်တောက်တာတွေအချိန်ပိုင်းလောက်တာတွေကိုအမေကိုပြန်တိုင်းမှာစိုးလို့စုံမလို့မရခဲ့ပါဘူး။ဒါပေမဲ့တမီးကာရောင်းကအဖေကိုရပါရီလိုမျိုးဘဝအကြောင်းသချင်းရေးရင်အောင်မြင်တယ်လို့အဖေလည်းကို့ဘဝအကြောင်းကာတွင်းရေးဖို့အကြံပေးပါတယ်။တမီးကာရောင်းကကောမန့်တွေဝင်မဖတ်ဖို့အဖေကိုအမြဲအားပေးပါတယ်။ ကာတွန်းထုတ်လို့ရေးဘက်ကသူ့ကာတွန်းတွေက bad comment တွေအများရတာကြောင့်ဆက်ပြီးလက်မတွဲတော့ဘူးလို့ဖုံးဆက်ပြောလာပါတယ်။ထုတ်လို့ရေးဘက်ကလည်းအောင်မြင်လာမလားစောင့်ကြည့်နေပေမဲ့ဒီထက်ဖြစ်လာနိုင်တဲ့အလားအလာမရှိလို့ရက်လိုက်တော့မယ်လို့ပြောလာပါတယ်။ဒီကြတဲ့စောက်လို့ရေး site ထဲမှာပါအဆင်မပြေတာတွေကြောင့်အဲ့ဒီညကညညနဲ့အရက်တွေထိုင်တော့ရင်သမီးခိုင်အောင်ပြောတာကိုသတိရပြီးညာရင်းချင်းပဲသူ့ဘွားအဆင်မန်ကိုကာတွန်းရေးပါတယ်ကာတွန်းထဲမှာသူတို့ငယ်စဉ်ကအထူးလေ့ကျင့်ခဲ့ရတာတွေလေ့ကျင့်ရေးကောင်းဆောင်အကြောင်းတွေသူတို့ဒိုင်းကအဖွဲ့အစည်းအကြောင်းငယ်ငယ်ရွယ်နဲ့ပင်ပန်းစွာလေ့ကျင့်ရတဲ့အကြောင်းဒိုင်းကအတွက် သူ S ကြောက်ဖြစ်အောင်ဘယ်လိုမျိုးကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်းကိုထည့်ရေးလိုက်ပါတယ်။အဲ့ဒါပြီးတော့သူမုံမှုနဲ့အိပ်ပျော်သွားပါတယ်။ဂင်ဆူယောကသူစိတ်ထွက်ပေါက်ရရေးယုံရေးခဲ့ပြီးမြေ သူကလှုပ်ဝက်ပြီးနေတာဖြစ်တယ်လို့ဒိုင်းကကလည်းလှုပ်ဝက်ဖွဲ့စည်းဖြစ်လို့ website ပေါ်တင်လိုက်ဖို့စိတ်ကူးမရှိခဲ့ပါဘူးဒါပေမဲ့ဂင်ဆူယောင်းနိုးလာတော့သူမိမကထုတ်လို့ရစီပို့ပြီးထုတ်လို့ရဘက်ကလည်းသဘောချလို့တင်လိုက်ပြီးဖြစ်လို့ဇလန်းကလည်းအတော်ကိုပေါင်းနေပါပြီ comment တွေကလည်းအရင်လိုအစိုးရမဟုတ်ပဲအကောင့်တွေကြီးဖြစ်လို့ဂင်ဆူယောင်းတယောက်ဝေခွဲရခတ်လာပါတယ်ဒါကြောင့်စိတ်ပူသွားပြီး producer ကိုချက်ချင်းဖြတ်ခိုင်းပြီးမယ်အရန်ကိုပေါင်းနေတာကြောင့် producer ကလည်းဖြတ်မပေးခဲ့ပါဘူးမိုးရွာတဲ့နေ့မှာသမီးကိုသွားကြိုရင်ထီတော်မပါတဲ့သမီးကိုမြင်ပြီးကင်းစုရစိတ်မကောင်းဖြစ်နေပါတယ်။ဒါပြင်သမီးရဲ့မှတ်စုစာအုပ်လေးမှာ သူကီးဘုတ်လေးတခုတော့ rap ပြဖို့အတွက်လိုချင်တဲ့အကြောင်းရေးထားတာတွေ့တော့ပူစိတ်ထိခိုက်သွားပြီးပေါက်နေတဲ့ဇလံကိုဖြစ်ချင်ရဖြစ်ဆက်ရေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့သူလုတ်ခဲ့ရတဲ့ mission တွေကိုရေးသားခဲ့ပြီးသူနဲ့ဆုံတွေ့ခဲ့ရတဲ့ feeling တွေအကြောင်းအဲ့ဒီမှာ Jason နဲ့ညီအကြောင်းမှထည့်ရေးပြခဲ့ပါတယ်။သူ့ cartoon တွေကအကြောင်းတွေ bus ကားမှတ်တိုင်မှာနေရာတိုင်းမှာပေါက်နေခဲ့ပါတယ်။သမီးကာယောင်လည်းသူ့အဖေ cartoon တွေပေါက်လို့အကြောင်းမှာမျက်နှာပွင့်နေပါတယ်။ဒီလိုနဲ့ cartoon ကရတဲ့ငွေနဲ့သူသမီးလိုချင်တဲ့ကီးဘုတ်အုပ်စ်လေးကိုဝယ်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီချိန်လေ့ကျင့်ရေးခေါင်းဆောင်ကအင်တာနက်ဆိုင်တစ်ခုကိုသွားမှသူနဲ့သူတို့ဒိုင်းကအဖွဲ့အကြောင်းကိုကလေးကစားခွေးဆုံသိညာကြောင့်တူဆန်းနေပြီးကလေးတွေပြောမှသူတို့အကြောင်းကတနိုင်ငံလုံးသိနေပြီးဆိုတဲ့အကြောင်းရယ်ကာတွန်းထဲမှာအားရရေအကုန်ပါတယ်ဆိုတဲ့အကြောင်းရယ်ကိုသိလိုက်ရပါတယ်။မယုံလို့သူတို့ကိုယ်တိုင်ရှာကြည့်တော့မှကာတွန်းကရုပ်ပုံကအစားအပြင်ကလူတွေနဲ့ပုံတူအောင်ရေးဆွဲပြီးနာမည်တွေလည်းအတိအကျယူဆထားတာကိုတွေ့လိုက်ရပါတယ်။သူ့နာမည်ချန်တေဂျူးဆိုတာကိုပါကလေးတွေကသိနေကြတာပါ။ဒါနဲ့ဒါကိုဘသူရေးတာလဲဆိုတော့အပြေရှာပါတော့တယ်။ထိပ်သီးကောင်းဆောင်စီဝေးမှာတော့ ဒေးကျင်ရေကောင်းဆောင်ကိုနောက်ထပ်တိုင်းကကလေးတွေအသစ်မွေးနေတုန်းလားဆိုပြီးအမေးခံလိုက်ရပါတယ်တကယ်တော့အေဂျင့်ဂျွန်မရှိရဲ့နောက်အေဂျင့်ဂျွန်ကသူ့ညီကိုတတ်တယ်ထင်ပြီးဂျေဆွန်ကတိုင်းကဖွဲ့ဝင်အားလုံးကိုလက်စားချေခဲ့လို့တိုင်းကအဖွဲ့ဝင်တွေကအခုဆိုမရှိတော့ပါဘူးလေးကျင်ရေကောင်းဆောင်ကလည်းဒီအဖွဲ့ကဖျက်သိမ်းပြီးဖြစ်ပြီးနောက်ထပ်မြို့ရမယ့်ကလေးတွေလည်းမမွေးခဲ့ကြအောင်နဲ့အခုဆိုဒိုင်းကအဖွဲဝင်ဆိုလို့တယောက်သာအဖွဲထဲကြံပြီးနောက်ထပ်မရှိတော့ဘူးလို့ညင်းပါတယ်ဒီတဲကတချို့ဟာတွေကအခြေချဲ့ပြီးရထားတာလို့လည်းရှင်းပြပါဗါတယ် VIP တွေကတော့ သူတို့ကိစ္စတွေကိုမီဒီယာတွေအနမ်းခံပြီးတော့မှဆိုလို့လေ့ကျင့်ရေးခေါင်းဆောင်ကိုဖိအားပေးလာကြပါတယ်။လေ့ကျင့်ရေးခေါင်းဆောင်အထက်ကအေဂျင့်ချုပ်ကမိရာနဲ့အတေပဲဆိုပြီးကြိမ်းဝါနေပါတယ်။ဒီကိစ္စဘသူလက်ချက်လဲအဖြစ်ရှာကြပြီးမြင်အတွင်းလူပဲဖြစ်မယ်ဆိုတာကိုတော့သိကြပါတယ်။ဂျွန်လာလို့တွေးမိပြီးမြင်ဂျွန်တရဆန်အားနဲ့ရှိပြီးမဖြစ်နိုင်ဘူးဆိုပြီးလေ့ကျင့်ရေးခေါင်းဆောင်ကပယ်ချပြီးမြင်အေဂျင့်ချုပ်ကဂျွန်သေးပြီဆိုပြီးမြင်ငါတို့အလောင်းရှာမတွေ့ခဲ့ဘူးလေဆိုပြီးပြန်ပယ်ချခဲ့ပါတယ်။ဒီကောင်အသက်ရှင်နေမလားမသိလို့ရှာစမ်းဆိုပြီးအမိန့်ပေးလိုက်ပါတယ်။ အေးချင်းဂျုံကိုရှာဖို့ဒိုင်းကအဖွဲရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ချော်လေးကိုတာဝန်ပေးလိုက်ပါတယ်ချော်လေးဆိုတာအေးချင်းဂျုံကိုငယ်တဲ့ကအိုင်ဒယ်လိုသဘောထားတဲ့ကလေးတယောက်ပါအခုဆိုအရွယ်တော်ရောက်နေပါပြီလမ်းမောင်မှာတရောင်းစားရအောင်ဆောင်ပြီးအသွင်ယူနေပြီမြင့်အเจ้าသူကောင်မလေးကချော်လိုက်တာဆိုပြီးအနားမှာရစ်တီရစ်တီလာလုံးနေလို့နေရာပြောင်းဖို့လုပ်နေချိန်မှာဖုန်းဝင်လာပြီးဂျွန်အသက်ရှင်နေတဲ့ကြောင့်ပျော်လို့ဌာနကိုအမြန်ပြန်သွားခဲ့ပါတယ်အင်းကြီးကတော့ကောင်မလေးတွေကိုပဲပြေးခဲ့ပါတယ် ီလိုနဲ့အေဂျင့်ကျုံနဲ့ချောလေးတို့နှစ်ယောက်ထုတ်လုပ်သူစီသွားပြီးဒီအကြောင်းကိုစုံစမ်းခဲ့ပါတယ်ထုတ်လုပ်သူကလည်းသူ့စီမှာကာတွန်းရေးဆရာပဲရှိပြီးခက်စင်စင်တူပေမဲ့ဒီလောက်မချောလို့မဖြစ်နိုင်ကြအောင်ပျော်လို့ထုတ်လုပ်သူကိုဖမ်းထားလိုက်ပြီးဂျွန်စီကိုဖုန်းဆက်ခိုင်းပါတယ်အဲ့ဒီအချိန်စောက်လို့ရေးဆိုင်ထဲမှာရောက်နေတဲ့ဂျွန်စီကိုလည်းလူ၄၅ယောက်လောက်ရောက်လာပြီးဂျွန်ကိုတိုက်ခိုက်ပြီးဖမ်းဖို့လုပ်ကြပါတယ်ဒါပေမဲ့ဂျွန်ကဂျွန်ဖြစ်နေစေဖြစ်ပြီးအေ့စ်တယောက်ကိုဘလို့မှမရှင်းနိုင်တာကြောင့်နောက်ဆုံးလွတ်သွားပါတယ်ဂျွန်လည်းအိမ်မေမေမနဲ့ကလေးကိုရှာရင်လည်းနောက်ဆုံးအပြစ်မှမလို့ မိမကိုဖုန်းဆက်ပြီးအဖြစ်မှန်ကိုပြောပြပြီးပြေးဖို့လုပ်ပေမဲ့သူက agent တယောက်ဆိုတာကိုသူ့မိမကမေးမလာကြောင်းရှင်းပြရခက်နေပါတယ်။သူ့ကတော့လည်းကဇက်ကောက်ကသူပါပဲဆိုတာကိုပြောပေမဲ့မိမကတော့နှိမ်ငင်းချင်းမူးနေတယ်ပဲထင်နေပါတယ်။ဒီလိုရှင်းပြခက်နေတော့မှာပဲအိမ်ထဲကိုအငွေ့ပုံနှလုံးဝင်လာပြီးဂျုံကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုပဲချောလေးကိုပြန်တွေ့ရလို့ဝမ်းသာသွားတဲ့ဂျုံကိုနောက်ကနေ agent ချုပ်ကအလစ်လျက်စစ်တို့ပြီးဖမ်းလိုက်ပါတယ်။ ဲ့ဒီအချိန်တစ်ဖက်မှာအခုမှပဲအေဂျင့်တွေလက်ထဲကလွတ်လာတဲ့ထုတ်လို့သူကိုနောက်ထပ်အဖွဲ့တစ်ဖွဲ့ကဂျွန်းကိုလာမိပြန်ပါတယ်ဒီတစ်ခါမေးတဲ့သူကတော့ဂျေဆွန်လို့ဖွဲ့ပါ ထုတ်လို့သူကကာတွန်းနဲ့ကဖီရင်လို့မျက်နှာမှာမီးလောင်ရပါတူနေတာကြောင့်အန်အော်ဘီသဘောကျခဲ့ပါတယ်ဂျွန်းကိုလည်းပါဇက်ကတစ်ဖက်ဝါနဲ့ချီကျူးနေလိုက်ပါသေးတယ်ဒီမှာပဲဂျေဆွန်ကမင်းမျက်နှာငါလိုမဖြစ်ချင်ဂျွန်းပမာလည်းမေးပါတယ်ဒီလိုနှိမ့်ဆက်တော့မှအေဂျင့်တွေခေါ်သွားတယ်ဆိုတော့ကိုပြောပြလိုက်ပါတယ် ဂျွန်ကိုချောလေးကစစ်မိပြီမဲ့ဂျွန်ကသူ့လှည့်စားခဲ့တာမဟုတ်ပဲသူကတုံးရေးဆရာဘွားနဲ့နေချင်းလို့သာဖြစ်ကြောင်းရှင်းပြပါတယ်။တရားမျိုးစီနီးမျိုးစုံစစ်မိကြတဲ့အချိန်ဂျွန်စီကိုမိမစီကဖုန်းဝင်လာပါတယ်။ဒါကြောင့်ချောလေးကဂျွန်ကိုဖုန်းပေးပြောလိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်ကဖုန်းကိုင်တဲ့သူကသူ့မိမမဟုတ်ပဲဂျေဆွန်ဖြစ်နေခဲ့ပါတယ်။ဂျေဆွန်ကမင်းဖမ်းခံရတာတွေဘာတွေငါမသိဘူး။နောက်နိုင်ွက်တွင်ရောက်မလာရင်မိမကိုတတ်ပြစ်မယ်လို့ချင်းချောက်လိုက်ပါတယ်။ဒါကြောင့်ပဲဂျွန်ညံသုံးရပါတော့တယ်။လေးချင်းအကောင်ဆုံးတဲ့စကားပြောနေတဲ့ဆိုပြီးခေါ်လိုက်ပြီးတောင်းပန်ပါတယ်လို့တခုံးပြောပြီး တရက်ပြတ်တွင်မှာသူ့ရဲ့ချင်းနဲ့လွတ်အောင်လုပ်လိုက်ပါတယ်ပြီးတော့ခေါင်းဆောင်ကိုပါတစားပြန်ဖြစ်ခေါ်သွားခဲ့ပါတယ်ခေါင်းဆောင်ကိုခေါ်ပြီးကားနဲ့အတူထွက်ပြေးခဲ့ပြီးခေါင်းဆောင်ကတော့ဂျွန်ကိုနားမလည်နိုင်ဖြစ်နေတော့မှာပဲ GPS နဲ့နဲ့ချေရခါမှာဆိုလို့ခေါင်းဆောင်ကိုဖုန်းပါလာစစ်မေးကြည့်ပေမဲ့ခေါင်းဆောင်ကမပါဘူးကြီးညင်ပါတယ်ဂျွန်မယုံလို့စစ်ပေမဲ့ရှာမတွေ့ခဲ့ပါဘူးနောက်ကလိုက်လာတဲ့အေဂျင့်ဖွဲ့ကိုဂျွန်ကတိုက်ခိုက်ပြီးထားခဲ့ပေမဲ့ဆန်ချင်သမားတယောက်ကတတ်သွားခဲ့ပါတယ်။ဒါကိုအေဂျင့်ချုပ်ကဂျွန်တတ်တယ်ထင်ပြီးလူတက်ကောင်ကငါမညာတော့ဘူးဆိုပြီးဂျွန်ရဲ့သမီးကိုဖမ်းလာလိုက်ပါတယ်။ ပြီးတော့ခေါင်းဆောင်ကိုဖုန်းဆက်ပါတယ်ခေါင်းဆောင်ကဖုန်းမပါဘူးလိန်ထားပြီးမဲ့ဖုန်းကမြည်လာတာကြောင့်ခေါင်းဆောင်ရဲ့ဖုန်းကဂျွန်ကဆန်းရင်းနဲ့နောက်ဆုံးအတွင်းကနေထည့်ထားတာတီသွားပြီးဖုန်းကထုတ်ရခတ်နေတာကြောင့်ဘောင်းဝီနာကိုပဲကတ်ပြီးဖုန်းပြောခဲ့ပါတယ်ဒီမှာအေဂျင့်တွေကဂျွန်တမီကိုဖမ်းလာပြီဖြစ်လို့ပြန်လှည့်လာဖို့ပြောပါတယ်ဂျွန်လည်းရွေးချယ်ရခတ်တာကြောင့်မိမစီကိုရောက်ခန့်ဒီမှာပြန်လာခဲ့မယ်ပြောပြီးအေဂျင့်တွေစီကိုပြန်လှည့်မောင်းသွားပါတယ်အเจ้าမသိတဲ့ဂျွန်မိမကသူ့ကိုထားခဲ့တယ်လို့ထင်သွားပြီးအဲ့ကောင်ငါးကွာမဲလေးပါဖြစ်ကုန်ပါတယ် ချော်လီကတော့သူ့ကိုလိုသဘောထားတဲ့ဂျွန်ရဲ့သမီးကိုဖမ်းလိုက်တာသဘောမကျတာကြောင့်ခလေးကိုတစ်ဖက်လက်နဲ့ခေါ်ပြီးထွက်ပြေးပါတယ်။ပြီးတော့သမီးခိုင်အောင်ကိုအဖေးစီကိုပို့မယ်ဆိုပြီးပြောပါတယ်။တကယ်တမ်းဂျွန်နဲ့တွေ့တဲ့အချိန်မှာချော်လီကခလေးကိုပဲကယ်ချင်တာဖြစ်ပြီးဂျွန်ကိုတော့ဖမ်းဖို့လုပ်ပါတယ်။ဒီမှာခိုင်အောင်ကအဖေးပြောပြောနေတဲ့ချော်လီဆိုတာဒီကိုလားအဖေးကသူ့ညီလို့ပြောခဲ့တာညီကိုရေတနက်နေ့ချိန်မှုလိုလို့လားစတဲ့ခိုင်အောင်ကသူ့အဖေးကချော်လီကိုဘလောက်ထိချစ်တဲ့အကြောင်းပြောပြလိုက်တော့မှချော်လီလည်းတနက်ချလိုက်ပါတယ်။ဒါဆိုပါလို့ခေါင်းဆောင်ကိုပြန်ပြီးဆွဲလိုက်မိတော့ မိမကိုကယ်ဖို့လို့ရှင်းပြပါတယ်ဒီမှာပဲကောင်းဆောင်ကလည်း तू ကကူမဲလို့ပြောပါတယ်ဒီမှာဂျေဆွန်တို့ကိုရင်ဆိုင်ဖို့လိုအပ်တဲ့လက်နက်တွေကိုအချောလေးခန်းမှာတွားယူခဲ့ကြပြီမဲ့အချောလေးကိုဒီကိစ္စဂျာမန်နက်စီဂျင်နဲ့ဂျွန်ကချောလေးကိုမေ့အောင်လုပ်ပြီးထားခဲ့လိုက်ပါတယ်ဒါပေမဲ့အချောလေးတွေမေ့ရောမဟုတ်ပဲ तू ပါမေ့သွားပါတယ် तू မေ့သွားတာကလက်နက်အိတ်ပါလက်နက်ယူသွားပြီးအဲ့ဒီအိတ်ကကြံနေခဲ့တာပါကောင်းမှကောင်းရောကခေါင်းဆောင်ကိုသူ့ဖေကိုနှိပ်စက်တဲ့ဦးလေးကြီးဆိုပြီးအဖြစ်တင်ပါတယ်အဖေငငယ်ကဘလောက်ပင်ပန်းခဲ့မလဲဆိုပြီးဦးလေးကြီးကိုအဖြစ်တင်ပါတယ် တစ်ဖက်မှာအေဂျင့်ကျုပ်ကတော့မေးနေတဲ့ညော်လေးကိုနှိုးပြီးမင်းဘာလုပ်နေတာလဲမေးတော့ကောင်မလေးနဲ့ညားပြီးဂျွန်ကိုဖမ်းဖို့လုပ်ခဲ့တာမအောင်မြင်ခဲ့ဘူးဆိုပြီးလိန်လိုက်ပါတယ်။အဲ့ဒီအချိန်ဂျွန်တို့နဲ့ဂျေဆန်တို့တွေ့ကြပါပြီ။ဂျေဆန်ကကာတုံးကိုဖတ်ကြည့်တော့သူ့ညီလျက်စင်းနဲ့ short tight တေးခဲ့ရတာခံစားခဲ့ရတာကိုတွေ့ပြီးသူ့ညီကိုအဲ့လိုတတ်ခဲ့တဲ့ဂျွန်နဲ့ကောင်းဆောင်ဖို့အဲ့ဒီပုံစံပြန်သက်ချင်နေပါတယ်။ကောင်းဆောင်ကကျောင်းကခြေကားရေးထားတာဖြစ်ပြီးအဲ့လောက်မလုပ်ခဲ့ဘူးလို့ဖြေပါတယ်ဒီမှာပဲဂျေဆွန်က ကောင်းဆောင်ကိုရှော့တိုက်ဖို့ဂျွန်ကိုခိုင်းခဲ့ပါတယ် ဒါဆိုရင်နှစ်ယောက်စလုံးခံစားရမယ်မှတ်လားဆိုပြီးဒီလိုလှုပ်ခိုင်းပါတယ်။အဲ့ဒီချိန်အေဂျင့်ချုပ်တို့ရောက်လာပြီးအခြေအနေကိုတော့ဝင်စည်းလိုက်မယ်။ဂျုံကတော့လူတက်မှုနောက်ပြီးအခုဂျေဆန်နဲ့ပေါင်းပြီးခေါင်းဆောင်ကိုနှိပ်စက်နေတာတွေဆိုပြီးဆွဆွဲပါတယ်။အဲ့နောက်စနိုက်ပါသမားကိုပစ်ခိုင်းပါတယ်။ဂျုံကမိမနဲ့တမီကို ကာပေးမယ်။အချောလေးကလည်းသူ့ကိုလိုချစ်ရတယ်လို့သူကမိသားစုမရှိလို့မိသားစုရှိတဲ့ဂျုံကိုကာဝယ်ပေးခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးတော့ဂျုံလည်းအပြစ်ခံလိုက်ရပါတယ်။ ဂျုံရော့ချော်လီယိုတနက်မှန်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချိန်သူတို့အဖွဲ့ထဲမှာတရှူရှိပြီးအပေါ်စီးကနေစနိုက်ပါနဲ့ချိန်ထားတာပါဒီမှာပဲမုတ်ဆိုးကတားအောင်ပြန်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီချိန်ထိလက်အောက်ငယ်သားတွေကိုဆဲဆူနေလို့ချော်လီနဲ့ခေါင်းဆောင်အေဂျင့်ချုပ်ဒရေးနဲ့ထွေးပြီးရှေ့ဆဲပါတယ်ဒါပေမဲ့ဂျုံကမသေးပါဘူးခုနကချော်လီအခန်းကိုလိုက်သေးကကြီးကနှစ်ထပ်ဝတ်ထားပြီးသားပါဒါကြောင့်မသေးပါဘူးကြီးကနှစ်ထပ်ကလည်းတမီးအတွက်နဲ့မိန်းမအတွက်နှစ်ခုထပ်လာခဲ့တာပါ အဲ့နော်သူ့ကြီးကအဲ့ဒီနှစ်ခုကိုမိမနဲ့တမီးကိုပေးပြီးအဖီပြင်တိုက်ခိုက်ပါတော့လေနောက်ဆုံးမှာတော့ဂျေဆွန်ကိုကိုဖမ်းလိုက်ရပြီသူကလည်းသူရေးချင်တဲ့ကာတွန်းတွေစရိုက်ရင်သူ့ဘောက်ကိုအေးဆေးပဲဖြတ်တန်းနေခဲ့ပါတော့လေအချောလေးကပတ်စံတိတ်မရှိတဲ့အလုပ်ကိုလုပ်နေမယ်ဆာအခုလုံးစရာတွေများနေလို့လူတွေလူနေလို့အေးချင်းပြန်လို့ဖို့တိုက်တော့မယ်ဂျွန်ကတော့လုံးဝစိတ်ပြောင်းမလာခဲ့တော့ပါဘူးသူချစ်တဲ့မိသားစုနဲ့သူချစ်တဲ့ကာတွန်းကိုဆက်ရေးရင်းသာပျော်နေခဲ့ပါတော့လေ